IS ကို5-1နဲ့အိမ်ကွင်းမှာဂိုးပြတ်တီးနိုင်ခဲ့တဲ့ Chelsea အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိုင်း HSC Live YouTube Channel နဲ့ Facebook Page ကနေပြောင်းညီကိုရီအားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့ IEC 51နဲ့အင်ကွင်းမှာဂိုးပြတ်တီးနိုင်ခဲ့တဲ့ Chelsea ဆိုတဲ့ Champion League ပွဲပြီးသုံးသက်ချက်လေးပဲဖြစ်ပါတယ်ဒီနေ့မနေ့အစောပိုင်းမှာရှင်းပြန်ကစားခဲ့တဲ့ Champion League ပွဲစဉ်အဖြစ်အင်ကွင်း Stamford Bridge မှာ Netherlands League Club အသင်းဖြစ်တဲ့ IEC အသင်းနဲ့ Chelsea အသင်းတို့ရှင်းပြန်ကစားခဲ့ကြရမှာတော့ Chelsea အသင်းက IEC အသင်းကို9ဂိုးတကူးဆိုတဲ့ပြတ်သားတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ် Chelsea အသင်းရဲ့အတွင်းဂိုးတွေကိုကြည့်ရမယ်ဆိုရင်တော့ Mackie ကိုင်စီတို့အန်ဆိုဖာနန်ဒက်စတီဗောင်းနဲ့လူစားဝင်ကစားသမားလေးတိုင်ရီဂျော်တို့ရဲ့တွင်းကိုတွေနဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီလိုတွင်းကိုတွေတွင်းခဲ့တဲ့ကစားသမားတွေထဲမှာလူငယ်တွေအများစုပါဝင်နေကြတာကချယ်ဆီသင်းရဲ့အနာဂတ်တော့တကယ်ကိုအားရစရာလို့ပြောရမယ့်အချက်ပဲဖြစ်ပါတယ်ဆက်လက်ပြီးပွဲရဲ့အခြေအနေနဲ့လူစင်းကိုပြောရမယ်ဆိုရင်ချယ်ဆီနီးပြအန်ဆိုမာရစကာဟာတွင်းရဲ့ကစားသမားတော်တော်များကိုဒီနေ့ပွဲမှာအနာပေးခဲ့ပြီးပွဲသိမ်းကစားရသေးတဲ့အရန်ကစားသမားတွေနဲ့သူတို့ရဲ့ပုံမှန်ကစားကွက်ဖြစ်တဲ့၄နှစ်၃တိပုံစံကိုပဲအခြေပြုလာက George Sen Fofana Tosin င်ကိုက်စီဒိုကိုတော့ညာနောက်ခံလူနေရာမှာကစားစေခဲ့ရာဟတ်တိုအန်ဆိုလာဗီယာဘူနာနော့တီမက်ဂီယူအက်စတီဗောင်းနဲ့ဂျီမီဂနန်တို့လိုကစားသမားအစုဖွဲ့တွေနဲ့အင်ကွင်းမှာ AI အသင်းကိုအဲ့ကန်ကစားခဲ့တာပဲဖြစ်ပါတယ် ပထမပိုင်းပွဲစဉ်အစ30မိနစ်လောက်မှာချယ်ဆီးသင်းဟာအထလေးနေခဲ့တာကိုမြင်တွေ့ခဲ့ရပေမဲ့လည်းပွဲကစားချိန်30မိနစ်နောက်ပိုင်းကစလို့အိုက်ရဲ့အသင်းဘက်ကိုတောက်ချောက်တိုက်စစ်စဉ်ဖိအားပေးကစားနိုင်ခဲ့တာကိုမြင်တွေ့ထားခဲ့ရပါတယ်။အဲ့ဒီလိုအိုက်ရဲ့အသင်းဘက်ကိုဖိအားပေးနိုင်ခဲ့တာကြောင့်ပွဲကစားချိန်15မိနစ်အရောက်မှာဘိုနန်နော့တီကိုအိုက်ရဲ့အသင်းခေါင်းဆောင်တိုင်လာကဖြတ်ထုတ်ပုံကျန်းတန်းခဲ့တာကြောင့်တိုက်ရိုက်အနီးကနေထုတ်ကန်ပင်ခံခဲ့ရပါတယ်။ အဒီလိုမျိုးတယောက်ရော့အနေထားဖြစ်သွားတဲ့အိုက်ရအတင်ဟာချက်စီးတင်းရဲ့တိုက်စစ်စင်မှုကိုနောက်ဆုံးမှာတော့မခံနိုင်တော့ဘဲနဲ့ပွဲကစားချိန်16မိနစ်အရောက်မှတင်ဖူဖာနာခေါင်းတိုက်ချပြီးတဲ့ဘောလုံးကိုမက်ဂီယူကအပိုင်ပိတ်သွင်းခဲ့တာကြောင့်ချက်စီးတို့ဥဆောင်ကိုစတင်ရရှိခဲ့ပါတယ်။အဒီတွင်ကိုဟာဂီယူရဲ့ချက်စီးကစားသမားဘွားချန်ပီယံလိပ်ပထမအဦးဆုံးပွဲဥထားကန်သွင်းခွင့်ရတဲ့တွင်းကိုလို့ဆိုရမှာပဲဖြစ်ပါတယ်။ဥဆောင်ကိုရရှိပြီးတဲ့နောက်ချက်စီးတင်းကကစားမလျှော့သွားဘဲနဲ့အိုက်ရအတင်ဘက်ကိုဇက်တိုက်ပြရပြီးကစားကပွဲကစားချိန်28မိနစ်အရောက်မှတော့ဂျီမီဂီတန်ရဲ့ဘောလုံးပေးပို့မှုကို စီတို့ကအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာကြောင့်ချဲစီတို့နောက်ထပ်ဥဆောင်ကိုထပ်မံရရှိခဲ့ပါတယ်။အဲဒီအသင်းဘက်ကလည်းဥဆောင်ကိုတွေပေးလဲရပြီမဲ့ချဲစီအသင်းဘက်ကိုအနှဲငယ်ဖိအားပေးကစားနိုင်ခဲ့တာကြောင့်ပွဲကစားချိန်32မိနစ်မှာတိုစင်ရဲ့မလိုအပ်တဲ့ရှင်းထုတ်မှုကြောင့်အဲဒီအသင်းတို့ပနတီရရှိခဲ့ပါတယ်။ဒီဂိုးကိုတော့အဲဒီတိုက်စင်မှုဝက်ရှော့ကကတ်သွင်းယူခဲ့တာကြောင့်အဲဒီတို့ခြေပါကိုတကိုပြန်လဲရရှိခဲ့ပါတယ်။ခြေပါကိုပြန်ပေးလဲရတာကြောင့်ချဲစီတင်းကအဲဒီအသင်းဘက်ကိုဒရက်ဆက်ဖိအားပေးကစားခဲ့ပြီးပထမပိုင်းပွဲကစားချိန်45မိနစ်နဲ့အချိန်ပိုတွေမှာအန်ဆိုဖာနန်ဒက်အန်စတီဗောင်းတို့ရဲ့ ဲ့ပယ်နတီသွင်းကိုတွေနဲ့ပထမပိုင်းမှာတင်၄ဂိုးတကူးဆိုတဲ့ပြသတဲ့ရလဒ်နဲ့ဥဆောင်ကစားနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းပြန်လည်စတင်ခဲ့ရမှာတော့အန်ဇိုဂီယူတိုစင်ကိုစန်တိုဂျော့ချာလိုပါရိုနဲ့လူစားလဲအသုံးပြုခဲ့ပေမဲ့လည်းချဲစီသင်းဟာကစားမကျသွားပိုင်းနဲ့ပထမပိုင်းကဓာတ်သွင်းကိုတွေရဖို့ဒရဇက်တိုက်စစ်စဉ်ဖိအားပေးကစားခဲ့ပြီးပွဲကစားချိန်48မိနစ်ရောက်မှတင်လူစားဝင်ကစားသမားစန်တိုရဲ့ဖန်တီးပေးမှုမှုကိုဂျော့စ်ကအကောင်းဆုံးဆုံးသက်ခဲ့တာကြောင့်ချဲစီတို့နောက်ထပ်ဥဆောင်ကိုထပ်မံရရှိခဲ့ပါတယ်။ဒီလိုမျိုး၅ဂိုးတကူးဖြစ်သွားခဲ့တာကြောင့်ပွဲဟာပြီးစလောက်ဖြစ်သွားခဲ့ပြီးလက် က်ကြံမိနစ်ပိုင်းတွေမှာကိုက်စီဒိုလာဗီယာတို့ကိုအာချင်မောင်ရီဂျီဝေါ်နဲ့လူစားလဲကပွဲကိုထိန်းကစားနိုင်ခဲ့တာတွေကြောင့်အဆုံးမှာ၅ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့ချယ်ဆီတို့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မနက်ပိုင်းပွဲစဉ်မှာချယ်ဆီကစားသမားတွေအကုန်လုံးစွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခဲ့ကြသလိုအသင်းနဲ့အံဝင်အောင်ကစားခဲ့ရတဲ့ကြောင့်ဒီလိုမျိုးပြသတဲ့ရလဒ်တစ်ခုကိုပေါ်ဆောင်နိုင်ခဲ့တာလို့ဆိုရမှာပဲဖြစ်ပါတယ်အထူးသဖြင့်တောင်မန်ကစားသမားတွေဖြစ်ကြတဲ့ ST Fawn နဲ့ Jimmy Kitten တို့ရဲ့တောင်မန်တိုးလုပ်တွေကလည်းတော်တော်လေးကိုကောင်းမွန်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ဒီနေ့နိုင်ပွဲကိုအနိုင်ရရှိခဲ့တာကြောင့်စနေနေ့မှာ ီးမီးယားလိပွဲစဉ်အဖြစ်အင်ကွင်းမှာလက်ခံကစားရအောင်မယ်ပွဲစဉ်တွေလည်းအကောင်းဆုံးအရှိန်ရရှိခဲ့ပါကြောင်းပြောကြရင်းနဲ့ဒီပြိုလေးကိုအဆုံးသတ်လိုက်ပါတယ်ယူဂိုရိုတွေအနေနဲ့ကတော့ဒီမနက်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာချယ်ဆီတင်းကအေဂျက်တင်းကိုအနိုင်ရရှိခဲ့တဲ့ပေါ်ဘလူးမြင်လေးတွေရှိကြလဲကိုယ့်ရဲ့မြင်လေးတွေကိုလည်းအောက်ကကွန်မန့်ပေါ့တယ်ဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ကိုဆိုင်ရဲ့ချယ်ဆီ live YouTube channel နဲ့ Facebook page မှာနေ့စဉ်ချယ်ဆီသတင်းကြောင်းရာတွေနဲ့ပွဲချုပ်ပွဲပြီးသုံးသက်ချက်တွေကိုတင်ဆက်ပေးနေတာဖြစ်လို့ကိုဆိုင်ရဲ့ချယ်ဆီ live YouTube channel နဲ့ Facebook page လေးကိုလည်း like and follow subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Yeah.